မင်္ဂလာပါရှင်။ရမ ्या အင်စတီကျူနိုင်ငံသူတည်တနာဌာနနဲ့လွတ်လပ်သောမွန်တရဲအစီအစီတို့ပူးပေါင်းတင်ဆက်တဲ့ညီချေရေးတုံသက်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီတစ်ပတ်မှာတော့ထိုင်းနိုင်ငံရဲ့တန်တမာရေးချိန်ခွင့်ရှာဆိုတဲ့အကောင်းဆုံးနဲ့ကျွန်မနွန်တွေကပြောပြပေးသွားမှာပါ။ က်စုနှစ်တခုပြင်းပြောက်သွားပြီဖြစ်တဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူစာချုပ် NCA နှစ်ပတ်လည်နေ့အခမ်းအနားကိုအောက်တိုဘာလ15ရက်နေ့ကစပြီး၃ရက်ကြာနေပြီးတော့မှကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့အိမ်နီးစင်းတွေဖြစ်တဲ့တရုတ်အိန္ဒိယနဲ့ထိုင်းကိုယ်စားလှယ်တွေလည်းတက်ရောက်ခဲ့ကြပါဗျ။ NCA ခန်းနာကိုတက်ရောက်ဖို့အတွက်တရုတ်နဲ့အိန္ဒိယတို့ကလက်ရှိရာတို့ထမ်းဆောင်နေတဲ့အစစ်မြစ်တရုတ်ဝင်ကိုယ်စားလှယ်တွေဆီလို့ခဲ့ကြပါမယ်။ထိုင်းနိုင်ငံကတော့မြန်မာနိုင်ငံဆိုင်ရာတန်မတ်ကြီးဟောင်းဖြစ်သူမစ္စတာဘီဆနူကိုပဲဆီလို့ခဲ့တာကိုတွေ့ရပါဗျ။ဒါဟာနိုင်ငံတကာဆက်ဆံရေးရှုထောင့်ရကြည့်မယ်ဆိုရင်နိုင်ငံတကာနိုင်ငံရဲ့အစိုးရဌာနတကူကမှအနားယူသွားတဲ့အငိမ့်စားပုံကိုတွေဟာသူတို့နိုင်ငံရဲ့လက်ရှိအစိုးရကိုဒါရိုက်ကိုစား ာမပြူတော့ပါဘူးဒါပေမဲ့မူဝါဒသဘောထားကိုတော့တွေ့ဝိုက်ပြီးကိုစားပြူနိုင်ပါတယ်မစ္စတာပီစနိုဟာ2012ခုနှစ်ကနေ2019ခုနှစ်အထိမြန်မာနိုင်ငံဆိုင်ရာထိုင်းသက်အမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်ထိုင်းမှာနေဆက်တခြားအနာဒိုင်းစစ်အုပ်စုဟာနိုင်ငံထိုင်းချုပ်မှုများစွာလက်လွတ်ဆုံးရှုံးနေပြီးအဓိကနေဆက်ဂိတ်တွေပိတ်ထားရတဲ့လက်ရှိအခြေအနေအရဆယ်နှစ်ပြည့် NCA အခမ်းအနားမှာထိုင်းတာမတ်ဟောင်းကထိုင်းနိုင်ငံအနေနဲ့မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကိုအရင်ကတည်းကအားပေးနေပြီး ဆက်လက်ပြီးတော့လဲထောက်ခံသွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံဟာကီလိုမီတာ2436ရှည်လျားတဲ့နယ်နိမိတ်စဉ်ထိဆက်နေတဲ့အိန္ဒိယနိုင်ငံဖြစ်ပြီးသူ့ရဲ့ရည်တည်ချက်ဟာနှစ်နိုင်ငံပုံအကျိုးစီးပွားအထူးသဖြင့်နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ကုန်သွယ်ရေးကိုရှေ့ရှုတဲ့ထိုင်းနိုင်ငံရဲ့မဟာပြူဟာမြောက်တန်တမန်ရေးရပရိယေလည်းဖြစ်နိုင်ပါတယ်။ ထမ်းမြမာနယ်စပ်မြေရဲ့ကီလိုမီတာအရာကျော်ကိုအာနာတိုင်းစစ်တပ်ကလက်လွတ်ဆုံးရှုံးထားရတဲ့အပြင်နယ်စိုက်ကိတ်အချို့ကိုပါပိုက်ထားချိန်လည်းဖြစ်ပြီးနယ်စိုက်လုံခြုံရေးနဲ့ဒေသတွင်းတည်ငြိမ်ရေးအတွက်လက်ရှိမြမအာနာပိုင်တွင်နဲ့ဆက်ဆံရေးမပြတ်တော့ဘူးထိုင်းကအာယုံဆိုင်ဆက်ဆံနေတဲ့သဘောလို့ကောက်ချက်ချနိုင်ပါတယ်မြမအာနာပိုင်လို့ဆိုရမှာအာနာတိုင်းစစ်အုပ်စုနဲ့တိုင်းဒေသတွင်းရဲ့အဖွဲ့အစည်းအရာအိုတွေလည်းပါဝင်ပါတယ်ဒါကြောင့်တန်အမတ်ဟောင်းကိုဆစ်လို့တာဟာထိုင်းနိုင်ငံကဆက်ဆံရေးတကားဖွင့်ထားခြင်းဖြစ်ပါတယ်ဒါပြင်အမေရိက ငံနဲ့အနောက်အုပ်စုတို့ရဲ့ပိတ်ဆို့အရေးယူမှုနဲ့တန်တမန်ရေးဖြစ်အားတွေကိုရှောင်ရှားဖို့လည်းဖြစ်နိုင်ပါတယ်။နိဂုံချုပ်အနေနဲ့ NCA ခန္ဓာကိုတာမတ်ဟောင်းတူဆီလုတ်ခဲ့တဲ့ထိုင်းနိုင်ငံရဲ့လှုပ်ဆောင်ချက်ဟာတိုက်ဆိုင်မှုတစ်ခုမဟုတ်ဘဲတွက်ချက်မှုများစွာနဲ့လှုပ်ဆောင်ခဲ့တဲ့တန်တမန်ရေးရကစားကွက်တစ်ခုလို့ဆိုနိုင်ပါတယ်။ထိုင်ဟာမြန်မာပြည်တွင်းရေကိုစွပ်ဖက်တာထံမိမိရဲ့အမျိုးသားအကျိုးစီးပွားဖြစ်တဲ့နေဆက်လုံခြုံရေးနဲ့စီးပွားရေးကိုကာကွယ်ဖို့လက်တွေ့ကျကျအချင်းကတားပဲဖြစ်ပါတယ်။ဒီချင်းကမှုဟာ တဲ့စစ်ကောင်စီကိုတရားဝင်အသိမှတ်ပြုတာမှရှောင်ရှားတာနှစ်နိုင်ငံတကာဖြစ်အားတွေကိုလျော့ချတာသုံးနယ်ဆက်ကိုဘသူထိန်းချုပ်ထားတာဖြစ်ပါစေလက်တွေ့ကြတဲ့ဆက်ဆံရေးကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ရည်ရွယ်တဲ့ထောက်ခံအသိပြုတာမဟုတ်ဘဲအပြုသဘောဆောင်တဲ့ထိတွေ့ဆက်ဆံမှုမူဝါဒကိုထင်ရှားစွာဖော်ပြနေကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ရှင် ဒီကုတ်သုံးသက်ချက်စာရန်ကိုရမ ्या အင်စီဂျူမှနိုင်ငံရေးသုတေသီများရေးသားထားပြီးအင်မနာကရုတ်တံအဖြစ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။နားဆင်ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးကျေးဇူးတင်ရှိပါကြောင်းနဲ့ဘေးရန်ကင်းပြီးငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းရင်နှုတ်ဆက်လိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။